ဒီနေ့တော့လက်ဤကျေးရွာကပရဟိတဖုန်းတော်ကြီးတင်ပညာရေးကျောင်းကိုအသေးခံ drone နဲ့တိုက်ခိုက်ကလေးနှစ်ဦးထိခိုက်မှုရှိတဲ့တဲ့။ခရူဆိုမြို့မှာစစ်ကောက်စီတပ်ကကာကင်းရှိတွေတိုးချဲ့နေရကြောင်းနေရက်ပြန်တဲ့ဒေသခံပြည်သူတွေအထူးတတိထားဖို့လိုအပ်တဲ့တဲ့။ညောင်ရွှေမှာရေပူမှုမြင့်တက်လာနေပြီးကျေးရွာ6ရွာကစိုက်ခင်အားလုံးရေမြွေတဲ့တဲ့။ဒီနေ့ဇွန်လ16ရက်ဖရက် FIN နေ့စဉ်တည်နဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်လက်ဤကျေးရွာအတွင်းရှိပြဟိတဖုံတော်ကြီးတင်ပညာရေးကျောင်းကိုစက်ကောက်စီတက်တဲ့ PNO ပို့အုပ်ပြည်သူစစ်တပ်ဖွဲ့တွေကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဇွန်လ16ရက်နေ့မနေ့ဆက်တနေ့ဝန်းကျင်လောက်မှာအဆိုပါပြဟိတဖုံတော်ကြီးတင်ပညာရေးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအသေးခံ drone နဲ့တိုက်ခိုက်ခဲ့တာကြောင့်မူလတန်အရွယ်ကလေးငယ်အုပ်ထိခိုက်ခဲ့တာဖြစ်ပြီးတော့ drone နဲ့မတိုက်ခိုက်ခင်မှာလက်ဤကျေးရွာအပြင်ဖက်ကိုစစ်ကောက်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာတွေလည်းရှိရလို့လည်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုရှိတဲ့အပြင်ဖုံးတော်ကြီးကျောင်းရဲ့ပရဝံတချို့လည်းပျက်စီးခဲ့တယ်လို့ဖဲခုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဂရနီပြည်ဖရူဆိုမြို့မှာအခြေစိုက်နေထိုင်နေတဲ့စစ်ကောက်စီတပ်သားတွေကမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ကာကင်းတွေကိုတူးချက်ပြီးလူအင်အားလည်းဖြစ်တင်နေကြတော့ မြို့အတွင်းကိုအကြောင်းမျိုးမျိုးကြောင့်ပြန်ဝင်တဲ့သူတွေအထူးသတိထားဖို့လိုအပ်နေရလို့ရှေ့တန်းစစ်မြေပြင်တည်ရင်အရာတီးရပါတယ်စက်ကောက်စီတပ်သားတွေဟာခရူဆိုမြို့အတွင်းတော်လရေတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်တပ်စခန်းတွေဝေးရကိုထွက်လို့မရှိတော့ပေမဲ့အခုလက်ရှိချိန်မှာဆိုရင်ခရူဆိုမြို့အစွန်တွေမှာရှိတဲ့လောဘူဒါရက်ကွက်နဲ့တိကလူတော့ကျေးရွာတွေမှာနေရာယူလာတာပဲဖြစ်ပါတယ်ဒီလိုစစ်ကောက်စီတပ်တွေကမြို့အတွင်းကာကင်းရှည်တွေယူလာနေတာကြောင့် တော်လည်းတပ်ဖွဲ့ရဲ့အနေနဲ့ဆက်လက်တံပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်ဖို့ရှိနေတယ်လို့လည်းသိရပြီးတော့ခရူဆိုမြို့မှာဒေသခံပြည်သူတွေဟာမြို့တွင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးအခုလက်ရှိချိန်ထိမြို့အတွင်းမှာပြန်လည်နေထိုင်ရတာမျိုးမရှိသေးပေမဲ့တချို့ဒေသခံတွေဟာမြို့အတွင်းကိုအရေးစွပြန်ဝင်လာမျိုးနေအိမ်ပြန်ကြည့်ရမျိုးတွေရှိနေတယ်လို့လည်းသိရပါတယ်ခရူဆိုမြို့အတွင်းခလာရ၄နှစ်၈သက်ခမရ၅တုတ်တက်တဲ့ မြို့မရေစခန်းတို့ရှိနေပြီးမြို့ပြင်ဖက်မှာဆိုရင်စကောက်စီတက်ရဲ့အမှတ်၁၄တန်းမြင့်၁၄တိရေကြောင်တို့လည်းရှိနေတာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသညောင်ရွှေမြို့မှာရေကြီးရေရှမ်းမှုကြောင့်ရေပုံပုံမြင့်တက်လာပြီးကျေးရွာ၆ရွာကဆက်ခင်အားလုံးရေမြုပ်ပြီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံအမျိုးသမီးတူဦးကဖရက် FM ကိုပြောပါတယ်။အဆိုပါကျုံးကြီးတိုက်နယ်ရွာအနီးကဗန်းထောင်ရွာဖျားနေရွာနွားသမမင်းချောင်းအရှိရွာနဲ့အနောက်ရွာ ဖွဲ့စင်တောင်ရွာနဲ့မြောက်ရွာတောင်ပို့ကြီးတောင်ချီရွာမအင်းတိမ်စတဲ့ကြီးရွာအလုံးကစိုက်ခင်းတွေလည်းရေမြုပ်ကုန်တယ်လို့သိရပြီးတော့အင်းလေးဒေသမှာခရင်ချစ်တီကိုကျုံးမျောစနစ်နဲ့အဓိကအားထားစိုက်ပျိုးကြပြီးတောင်ချီကရွာတွေမှာတော့ကြံပြောင်းမြေပဲစပားရီကိုလည်းစိုက်ပျိုးကြတယ်လို့သိရပါတယ်မော်ဘီဂိတ်အကျော်ကဖဲခုံကြီးကတာမှာစစ်ကောက်စီတပ်ဖွဲ့အထိုင်ချနေပြီးကြီးကတာကို ဖွင့်မချပေးတာကြောင့်တောင်ကြီးကလောအောက်ပန်း တာရောညောင်ရွှေကလာတဲ့ရေတွေကအင်းလေးကံမလာစုနေကြပြီး စီးစရာနေရာမရှိတော့အတွက်တဖြည်းဖြည်းရေတက်လာတာဖြစ်တယ်လို့သိရပါတယ်။မကွေးတိုင်းဒေသကြီးပခုတ်ခုမြို့နယ်အောင်တာရွာက ပြူစောတိစခန်းကနေပြူစောတိပြည်သူစစ်တပ်ဦးကမိသားစုဝင်တွေကိုခေါ်ပြီးလက်နက်နဲ့အတူပခုတ်ခုခရိုင်ပကဖလှူရှာတက်တက်ခွဲငါးစီကိုဘက်ပြောင်းခုလုံလာခဲ့တယ်လို့အေယာတောင်တက်ခွဲကမနေ့မှထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့မှာအောင်တာရွာပြူစောတိစခန်းမှာယာထူးကြီးတဲ့သူကလက်အောင်ငယ်သားတွေကိုမညာမတာစေခိုင်းနေတာတွေကြောင့်နဲ့ပြည်သူတွေစီတနက်ပြောင်းမလဲချင်တော့တာကြောင့်အရက်သားတငယ်ချင်း၂ယောက်အပါအဝင်ပြည်သားစုဝင်12ယောက်နဲ့ဖက်ပြောင်းခလုံးလာခဲ့တယ်လို့သိရပါဗျ။ပက်ပြောင်ခုလွန်လာတဲ့ပြူစောတီဟာဂျီဒရီတနက်တလက်ဂျီပေါက်၈ခုဂျီဇန်356တောက်ဂျီကာဝုဆုံတစုံအီနာကာဘုံတီတလုံးကိုယူဆလာခဲ့တာကြောင့် ပကောက်ကူခရိုင်ပကဖာလှူရှာတဲ့အသက်ဖွဲ့ငါအီယာတော်ကနေစုငွေချက်သိန်း60ချီမြစ်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။ပကောက်ခုမြို့နယ်အောင်သာရွာ၊ဘဲကြီးပြူရွာ၊မကြီးကန်ပြူရွာ၊မြုတ်ခင်းတာပြူရွာတို့အပါအဝင်ခြေရွာတော်တော်များများကိုစစ်ကောက်စီတပ်တွေနဲ့ပြူစောထီးတွေစိုးမိုးနေပြီးတော့အရက်သားတွေကိုတက်ဖြတ်တာတွေ၊ဓမြတိုက်တာတွေ၊အရက်သားနေအိမ်တွေကိုမီးရှို့တာတွေလည်းပြုလုပ်နေတယ်လို့သိရပါဗျ။ နိုင်ပိုင်းဆိုင်ရာအမျက်ထုတ်မှုအကြမ်းဖက်မှုတွေနဲ့ငွေကြေးအလွဲသုံးစားမှုတွေကျူးလွန်ခဲ့တဲ့ဒရိုက်တာမောက်ခမ်းဝါခွန်မင်းတူကျော်ကိုကရီနီပြည်သားကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့တရားဥပဒေတွေနဲ့စံနမူနာပြုအရေးယူပေးဖို့အမျိုးသမီးအရက်ဖက်အဖွဲ့ဆက်ဖွဲ့ကပြီးခဲ့တဲ့ဇွန်လ16ရက်နေ့မှာထုတ်ပြန်တိုက်တွန်းထားပါတယ်။ IEC အနေနဲ့နိနာသူဖက်ကကာကွယ်ရည်တည်ပေးပြီးကျွလွန်သူကိုချွင်ချက်မရှိလက်မခံခြင်းမူနဲ့ထုတ်ဖော်အရေးယူရမယ်လို့သိရပြီးတော့ မောက်ခမ်းဝါရဲ့လိမ်ပိုင်းဆိုင်ရာပြည့်မှုတွေအပြင်ငွေကြေးအလွယ်သုံးစားမှုတွေကိုလည်းတက်ဆိုင်ရာအဖွဲ့အစည်းတွေကစုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လေ့လာသွားမယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။မောက်ခမ်းဝါကို Like PDF ကနေထုတ်ပယ်ကြောင်းကြေညာထားပြီးတော်လရေးထုတ်ကုန်ဖြစ်တဲ့တပုံ Coffee နဲ့တူ Parma Pocket Network Artist Shadow တို့ကလည်းအသီးသီးလက်သွဲဖြုတ်ထားတယ်လို့ကြေညာထားပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုကြားရမှာပါ။ ဒီနေ့တနင်္လာနေ့အာယုံမတက်မီအချိန်ကအီရန်နိုင်ငံကဒုံးကျည်တွေဟာအစ္စရေးနိုင်ငံတဲအဘီနဲ့ဟိုက်ဖာစိတ်ကံမျိုးတို့ကိုထိမှန်ခဲ့ပြီးနေအိမ်တွေပြစ်စီခဲ့တာကြောင့်ကမ္ဘာကောင်းဆောင်တွေအကြားဒီထက်ပိုတဲ့ပြိပခတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့ပက်ချင်းဒုံးကျည်အစီအစဉ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အစ္စရေးရဲ့ဂျိုတင်ပြင်ဆင်တိုက်ခိုက်မှုအတွက်လက်တော့ပြန်တဲ့အနေနဲ့ အီရန်ရဲ့ပြည်လည်တိုက်ခိုက်မှုကြောင့်တောက်ကြာနေကဆလို့လူ16ယောက် သေဆုံးပြီးအ ਨੇ ဆုံးသေရာထိမနေတန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထွက်ပေါ်လာတဲ့ဗီဒီယိုအရအီရန်ကပစ်ခတ်တဲ့ဒုံးကျည်တွေရဲ့လမ်းကြောင်းကိုမြင်နေရပြီးအဲ့ဒီဒုံးကျည်တွေကြောင့်ဟိုတယ်တွေနေအိမ်တွေနဲ့အစ္စရေးနိုင်ငံကအမေရိကန်တန်ရုံလဲထိခိုက်တာကိုတွေ့ရပြီးအမေရိကန်တန်ရုံထဲကလူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။ဒီတဲ့ရင်ကိုရိုက်တာသတင်းဌာနကကိုကဖော်ပြထားတာပါ။ အစ္စရေးအီရန်ပြည်ပခါမြင့်မာလာနေတဲ့အတွက်တနင်္ဂနွေနေ့ကစပြီးကနေဒါနိုင်ငံမှာကျင်းပနေတဲ့ G7 ထိပ်တည်အစည်းအဝေးမှာကမ္ဘာကောင်ဆောင်တွေကအမေရိကန်ရဲ့အခွန်စည်းကြမ်းမှုနဲ့အရှိအလယ်ပိုင်းရဲ့ယူကရိန်းပြည်ပခါလိုပြဿနာတွေကိုဆွေးနွေးရဖို့ညွှန်လင်းနေကြပါတယ်။အစ္စရေးနဲ့အီရန်တို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် G7 ကောင်ဆောင်တွေမတွေ့ဆုံခင်နိုင်ပိုင်းအလိုမှာလူအများအပြားတိုက်ဆုံခဲ့တာပါ။ ်အမေရိကန်နဲ့ကနေဒါနိုင်ငံရဲ့အခြေအနေကလည်းတင်းမာနေတဲ့အတွက်ကနေဒါနိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ငင်းခုန်ရရနဲ့ပို့တိုက်မှုတွေမဖြစ်ဖို့အတွက်ကမ္ဘာ့ကောင်ဆောင်တွေကမျှော်လင့်နေကြပါတယ်ဒီတဲ့င်းကိုလည်း writer တင်းဌာနကကိုကားဖော်ပြထားတာပါအိန္ဒိယနိုင်ငံမှာဆယ်စုနှစ်များစွာအတွင်းကမ္ဘာပေါ်မှာအဆိုးရွားဆုံးလေရင်ပြတ်ကျမှုမှာပါဝင်သွားတဲ့တည်ဆုံးသူ259ဦးထက်မနည်းသေးကတချို့ကိုဆွေမျိုးတွေစီထံ လွှဲပြောင်းပေးခဲ့ပြီးတော့သမ္မတအခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ဂျာရာပဒီနီကအိန္ဒိယနိုင်ငံလူနေရပ်ကွက်တစ်ခုတည်းကိုပြတ်ကျခဲ့တဲ့ Air India လေယာဉ်ပေါ်မှာခရီးတည်နဲ့အမှုထမ်း242ဦးထဲကတဦးအသက်ရှင်ကျန်ရခဲ့ပြီးမြေပြင်မှာအနည်းဆုံးလူ38ဦးသေဆုံးခဲ့ပါတယ်။ပြကြတဲ့လေရင်ပေါ်က black box နှစ်ခုစလုံးကိုခြာတွေ့ခဲ့ပြီးဖြစ်ပြီးတော့လေရင်ပြကြရတဲ့အကြောင်းအရင်းကိုတော့အခုချိန်ထိတိတိကျကျမထုတ်ပြန်ထားသေးပါဘူး။ ဒီတရင်ကိုဘန်ကောက်ပို့စ်တင်ဌာနကကူကားဖော်ပြထားတာပါဒီနေ့ဇွန်လ16ရက်ဖရက်အဖိုင်ရဲ့နေ့စဉ်တွေနဲ့အင်္ဂလိပ်ဘာသာတွေကိုကြားခဲ့ရပါကျွန်မအင်ပါရှင်